အလုံးမဲမင်္ဂလာပါရှင်။ New Dream Handmade မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့တော့ကျမကဗာလိကိုသင်ပြပေးလဲဆိုလို့ရှိရင်ကျမရဲ့ online class သင်တန်းဒီသင်တန်းသားတွေကိုဒီကနုတ်ကွေးလေးပေါ့နော်ထုံးလေးလေးကိုသင်ပေးပြတယ်။ကျမတို့ကဒီကနုတ်ကို professional ဆွဲတဲ့သူတွေလိုမျိုးတော့ကျမတို့တွေပိုင်ပိုင်နိုင်နိုင်မဆွဲနိုင်ဘူးပေါ့နော်။ ဒါပေမဲ့လို့ဒီကနုတ်ကွေးလေးတွေတဲ့ကိုခြေလေးတွေကိုဘယ်လိုမျိုးလှအောင်ဖြေမလဲဆိုတာလေးယူရတော့အခြေခံကြကြလေးနဲ့အလှပဆုံးဖြေအောင်အညာဆုံးဖြေအောင်သင်ကြားပေးထားတာမျိုးဖြစ်ပါတယ်။အခုချိန်မှာတော့ကျမတို့တွေကဒီမီးရက်စင်မီးအခက်ခဲကြမှုလို့ပေါ့နော်။ကျမတို့ကဒီ online class ကိုဒါဥစားပေးပြီးသင်ပေးရခြင်းဖြစ်ပါတယ်။ကျမတို့ online class ဆိုပေမဲ့လို့ပေါ့နော်။ဒီ ပန်းပုံဆွဲနည်းအခြေခံရောနောက်တစ်ခါဒီဆက်နင်းနာဆက်အသုံးပြုပုံကအစပေါ့နော်ကျမတို့ကအများကြီးအခြေခံကြကြဘူးဗီဒီယိုဖိုင်တစ်ခုပြီးတစ်ခုနဲ့တည်တည်ချာချာအသေးစိတ်တင်ထားပြခြင်းဖြစ်ပါတယ်အခြေခံပန်းနေအပြင်ပေါ့နော်အခုဒီပိတ်ဆပေါ်မှာပေါ့ မျိုးစုံအလှဆင်လို့ရအောင်လို့ပေါ့နော်ဒီဖောက်ပန်းလေးတွေကနုတ်လိုင်းလေးတွေချိတ်လိုင်းလေးတွေနောက်တကပေါ့နော်ပန်းပွင့်အသေးသေးလေးတွေကြီးကြီးလေးတွေပေါ့နော်ပန်းမျိုးစုံပေါ့နော်အဲ့ဒါလေးတွေကအစပေါ့နော်ကျမကပုံဆွဲတာနေရာချတာအဲဒီချီဖြည့်တာအကုန်လုံးပေါ့နော်ကျမကအသေးစိတ်တင်ကြားပေးထားခြင်းဖြစ်ပါတယ်အခုချိန်မှဆိုရွေးရှင်တော့ကျမက group class အတစ်ကလေးကိုစတင်ပြီးတော့တင်နေပြီဖြစ်ပါတယ်။အရင် group အဟောင်းနဲ့တင်ယူညွန်တန်းနည်းနည်းလေးညှင့်ထားတယ်ပေါ့နော်။ဟိုအခြေခံ basis ကတော့ကျမတို့ကဟိုအတူတူပဲသင်ကြရတာပဲပဲပေါ့เนาะဒါမှလို့အခုပေါ့เนาะဒီအခုအခြေအနေမှာခင်နဲ့အညီပေါ့เนาะသူတို့ပေါ့เนาะခင်စားနေတဲ့အဲဒီဇိုင်းလေးတွေထိုးနိုင်အောင်ကတော့ကျမတို့က group glass အစ်တစ်ကလေးနဲ့ကျမက အဲတင်ပေးထားခြင်းဖြစ်ပါတယ်အခုဆိုလို့ရှိရင်စပြီးတော့လက်ခံနေပါပြီရှင်အဲ group class လေးပုံမှာကျမတို့ကတင်နှန်းကြီးလဲ9000ပဲယူထားတာပါအဲအပြင်တင်နှန်းကြီးကတော့ကျမတို့တွေ3သိန်းခွဲထိယူပါတယ်ဒါပေမဲ့လို့ပေါ့နော်ကျမကလောလောဆယ်ဆယ်မှာအပြင်တင်နှန်းကိုအားလုံးကိုရပ်ထားပါတယ်ရှင်အဲဒီ online class ကိုသာအဓိကထားပြီးတော့သင်ကြားပေးနေခြင်းဖြစ်ပါတယ်။ကဲကျွန်မလည်းရှင်းပြတာများသွားပြီ။ကျွန်မရဲ့ဒီကနုတ်ပန်းလေးတွေကိုဘလူမျိုးလေးတွေချီဖြည့်ထားတယ်ဆိုတဲ့အကြောင်းလေးကိုနောက်နားလေးမှာရှင်းပြထားတာလေးကိုနားထောင်နေနဲ့ကျွန်မရဲ့ဒီရှင်းပြထားတဲ့အဥစ္စာလေးကိုရက်လိုက်မယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။